အရခတ်တတော်ရေးထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ကြောက်တော်မြို့ကိုစစ်ကောင်စီကနှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်တေဆုံးမှုတွေရှိခဲ့တဲ့အပြင်မြို့ကန်တွေထောင်ထဲချီဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။ကေခိုင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။ ပြီးခဲ့တဲ့မေလ14ရက်နေ့နဲ့15ရက်နေ့တွေမှာစောက်တော်မြို့ရောမရက်ွက်ကိုစစ်ကောင်စီကဇက်တိုက်လင်းရင်နဲ့နရက်ဆက်တိုက်ဘုံကျေတိုက်ခိုက်လို့ဒေသခံ၈ယောက်သေဆုံးခဲ့ပြီး14ယောက်ထပ်မင်းပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီကထပ်မံဘုံလာကျေးမှာကိုစိုးရိမ်ထားကြောင်းလက်ရှိမှာစောက်တော်မြို့ခန့်နဲ့စစ်ဘေးရှောင်ထောင်ထဲချီဟာမြို့ပေါ်မှာမနေရတော့ပဲအိုးအိမ်ဆုံးခေါ်ပြီးတော့ဘဲလို့ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့စောက်တော်မြို့ကနေထွက်ပြေးတိမ်းရှောင်လာတဲ့ဒေသခံတယောက်ကပြောပါတယ်။ အဲကြောက်တော့မှာပေါ့နော်ဒီပုံကျဲတဲ့နောက်ပိုင်းမှာဇက်တိုက်ဆိုတဲ့လိုမျိုးအာဒီမျိုးကိုစွန့်ခွာကြသူတွေတော့အများကြီးရှိပါတယ်အတိအကတော့အာမျိုးရဲ့အာလူနေထိုင်မှုတဝက်ကြော်လောက်ကတခြားနေရာတို့ကိုတင်းချောင်းနေကြတယ်ပေါ့နော်လေချောင်းရံကိုအတိအကတင်းချောင်းကြတာပေါ့အကုန်လုံးဒီတင်းချောင်းတော့အဆင်ပြေမဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံပြီးတော့အဆင်ပြေတဲ့နေရာကိုအတိအကသွားကြတာဖြစ်တယ်အာနေဆက်တဲ့ဆွေမျိုးရင်းကို ွားကြတယ်ပြီးလို့ရှိရင် အနေဆက်တဲ့စစ်ပေးရှောင်စခန်းတို့တခြားတခြားဒေသတွေကိုအဓိကရှောင်ကြတာဖြစ်တဲ့ပုံကျပြီးတဲ့နောက်ပိုင်းကနေဒီအခုရှင်ထေးအဆက်တိုက်ဆိုသလိုမျိုးနေတိုင်းဆိုသလိုမျိုးကိုနေကွန်နဲ့တိတ်ဆောင်နေကြတာပါဟုတ် စစ်ကောင်စီကလေးချောင်းကနေရောမရက်ကွက်ကိုနရဲစက်တိုက်ဂျက်တိုက်လေရင်သုံးစီနဲ့လေးချောင်းတိုက်ခိုက်မှု၄ချိန်ထဲမှနေတိုက်ခိုက်ခဲ့ပြီးနေအိမ်အလိုပေါင်း28လုံးပျက်စီးခဲ့ရပါတယ်။စစ်ကောင်စီကစစ်ရှုံးနေတာကြောင့်တိုက်ပွဲဖြစ်ပေါ်တာမရှိဘဲအပြင်းမဲ့အရသားတွေနေထိုင်တဲ့နေရာတွေကိုလေးချောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်နေတာကဖြစ်သူတွေကိုအကြောက်တရားလွန်မောအောင်ရည်ရွယ်ချက်ရှိလှုံ့ဆော်နေတာသာဖြစ်တယ်လို့ရခိုင်ကအရက်ဖက်အဖွဲ့အစည်းတွေကထောက်ပြပြောဆိုကြပါတယ်။ လက်ရှိကြောက်တော်မြို့ပေါ်မှာလေလေချောင်းရံကိုစိုးရင်လို့အိမ်ထဲမှာပဲနေနေကြပြီးတော့လန်တော့လန်းလာတွေတိတ်မရှိကြဘူးလို့နောက်ထပ်ကြောက်တော်ဒေသခံတယောက်ကပြောပါတယ်။ဒါအပြင်လေချောင်းရံကိုစိုးရင်ပြီးထွက်ပြေးတိန်းလျှောက်တဲ့သူတွေရှိပေမဲ့လေငွေကြေးမတက်နိုင်တာကြောင့်မတိန်းလျှောက်နိုင်သေးတဲ့ဒေသခံတွေလည်းရှိနေသေးပါလို့သူကဆက်ပြောပါတယ်။ အမပြေတဲ့သူတွေလည်းရှိပါတယ်။ဘင်းနေရာကိုပြေးမလဲပေါ့ဗျာ။ကျွန်တော်တို့ကပြေးစရာမြေမှမရှိတာ။အစ်စ်ကောက်စီကဘင်းနေရာကိုပုံကျွင်းပြီးဘင်းနေရာကိုကြတော့ငါတို့ပုံမကျဘူးလို့ပြောတာတော့မဟုတ်ပါဘူး။ရခိုင်ရပါဝင်ပေါ့။ဒီနိုင်ငံအနေနဲ့သူတို့ကပက်ပြီးတော့ပုံကျင်းနေတာဆိုတော့လေဒီဖက်မှာကကွန်ဇင်းတို့လည်းအရင်ကြီးတော့ဟိုမတော်နိုင်တဲ့သူတွေလည်းရှိတာပေါ့ဗျာ။ဆော့ဟိုတော့လန်လန်ဆွဲမတက်နိုင်တာတွေနောက်ပြီးတော့အဲ့နေရာကိုတော့လို့ရှိရင်စာဝဲနေအခက်ခဲဖြစ်တာတွေအဲ့လိုအခြေအနေတွေရောက်မတော်နိုင်တဲ့သူတွေလည်းရှိတာပေါ့ဗျာ။ စူးလာပြုံလိုက်တက်ဖြတ်ပြီးတော့စစ်ရာဇဝတ်မှုနဲ့လူသားမျိုးနဲ့အပေါ်ပြစ်မှုကျူးလွန်နေတဲ့စစ်ကောင်စီရဲ့လုပ်ရက်တွေကိုပြင်းထန်စွာထုတ်ချပြီးအခုလုပ်ရက်တွေကိုမှတ်တမ်းတင်ထားပြီးသက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေစီပေးပို့သွားမှာဖြစ်တယ်လို့အရခတက်တော် A ကမေလ15ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ အရခတဲ့တော့အေအေသိမ့်ပိုက်ရရှိပြီးတဲ့နောက်ကြောက်တော်မျိုးဟာစီးပွားရေးအရအချက်ချာကြတဲ့ကုန်စည်စည်းစင်းမှုကောင်းမွန်တဲ့မျိုးတို့မျိုးဖြစ်လာပြီးအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်တို့ဘက်ကလည်းကုန်စည်တွေကိုအဓိကဖြန့်ဝေရောင်းချနေတဲ့မျိုးလေးဖြစ်ပါတယ်။ကျွန်မကေခိုင်ပါ။